။မန်ယူကအဆင့်15နဲ့ရာသီသိမ်းခဲ့ရပေမဲ့ဘရူနိုနဲ့မာဇာရီတို့ကတော့အဆင့်1နေရာမှာရပ်တည်နိုင်ခဲ့ကြရင်ပရိသတ်များလုံးမဲ့မိပါများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါတယ်။မန်ယူအသင်းကတော့အဆင့်15နဲ့ရာသီသိမ်းခဲ့ရပေမဲ့မန်ကစားမတွေဖြစ်တဲ့ဘရူနိုဖာလန်တန်နဲ့မာဇာရီတို့နှစ်ယောက်ကတော့စမ်းဆောင်ရေးပိုင်းမှာပရီးမီးယားလိဂ်ကစားမတွေအားလုံးထက်ပိုကောင်းပြီးအဆင့်1နေရာမှာရပ်တည်နိုင်ခဲ့တယ်လို့အချက်အလက်မှတ်တမ်းတွေရသိရပါတယ်။အော်ထရက်ဖို့မှာကျင်းပပြုလုပ်ခဲ့တဲ့အီမိုရီရဲ့ရာသီသိမ်းမိကောမှာတော့ဒီနှစ်မှာကက်ကြီး၃မှာစလုံးကြားရောက်ခဲ့ရတဲ့ဘေးဒုက္ခရာသီတခုလို့ပြောခဲ့ပါတယ်။ သူပြောတာမှမပါဘူးမယူအသင်းဟာယခုနှစ်ဘောလုံးရာသီရဲ့ပရီးမီယာလိမ်မပေးစရာမှာအဆင့်15နဲ့ရာသီတင်ခဲ့ရပါတယ်မယူကကူစားပေးနိုင်မယ့်တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ယူပါလိဖလားကိုလည်းလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ဆူလာလည်းပဲရာသီတခုကိုဖျက်ဆီးရတယ်ဆိုပေမဲ့လည်းအဆင့်15နဲ့ရာသီတင်ခဲ့ရတာကြီးကသမိုင်းနဲ့ချီတဲ့အဆိုးရဆုံးမှတ်တမ်းကြီးတခုဖြစ်ခဲ့တာပါမယူအသင်းဟာယခုနှစ်ဘောလုံးရာသီမှာရမှတ်42မှတ်သာရယူနိုင်ခဲ့ပြီးတွင်းကုန်းစုစုပေါင်းက54ကိုသာရှိခဲ့ပေမဲ့တူးချင်းစူးစမ်းမှုမှတ်တမ်းကောင်းတချို့ကတော့ပိုင်ဆိုင်နိုင်ခဲ့ပါတယ် FP reference ကနေထုတ်ပြန်ခဲ့တဲ့ကစားမတွေရဲ့ရာသီကုန် data စုစည်းမှုတွေကိုကြည့်ရင်မဲကစားမတချို့ကထိတ်တန့်အဆင့်မှာရပ်တည်နိုင် ခဲ့တာကိုတွေ့ရပါတယ်။ Global ကံသွင်းချက်အများဆုံးပြုလုပ်ကြတဲ့ကစားမအဆင့်မှာ Bruno ကအဆင့်၈နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ Bruno ဟာဒီနေ့ဘောလုံးရာသီမှာ Global ကံသွင်းမှုစုစုပေါင်း63ချိန်တိပြုလုပ်ထားနိုင်ခဲ့တာပါ။မဲကစားမအသစ်ဖြစ်တဲ့ကွန်ညာကတော့ Global ကံသွင်းချက်အချိန်ပေါင်း130တိပြုလုပ်ထားနိုင်ပါတယ်။ကိုရနိုင်ချင်း H အကောင်ဆုံးကစားမတွေထဲမှာတော့ Ahmed Diallo ကအဆင့်9နေရာမှာရပ်တည်နေပါတယ်။ အမတ်ကကိုရနိုင်ပဲအခြေအနေကောင်းနေကနေ3.3ကိုသွင်းယူထားနိုင်ပါတယ်။ဘဲကစိတ်ဝင်စားနေတဲ့ Brandford တိုက်စစ်မှုအန်ပွေမှုကတော့9.9ကိုနဲ့ထိပ်ပိုင်းနဲ့အဆင့်မှာရပ်တည်နေပါတယ်။ Progressing Pass တင်အများဆုံးပေးပို့နိုင်တဲ့ကစားမအဆင့်မှာ Bruno ကအဆင့်တင်နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ဒါကြောင့် Bruno ဟာ Premier League ရဲ့အခွင့်အရေးဖန်တီးနိုင်မှုအများဆုံးကစားမဖြစ်နေတာကိုတွေ့ရပါတယ်။အသင်းကရရှာမရှိအောင်ဆုတ်ပြတ်တဲ့နေတဲ့ရာသီမှာတော့ Captain ကြီးကအဲ့လိုမျိုးအစွမ်းကုန်စ조사ပေးဆက်ကစားခဲ့တာပါ။ ဘရူနိုစီကနေတရားဒီလုံးတိုက်နာရာ progressing pass 325ချိန်ထွက်ခဲ့ပါတယ်အစင်းနေနေရာမှာရှိနေတဲ့ကာဆယ်ကွင်းလေလူဂူမာရီရဲ့291ချိန်အထိအပုံအတာလုံးနဲ့ပမာဏလည်းဖြစ်ပါတယ်ကဘာကန်သွင်းချက်ပြုတ်လုံနိုင်အောင်ဖန်တီးပေးနိုင်တဲ့ကစားမဆင်းပါလေဘရူနိုကနံပါတ်2နေရာမှာရှိနေပါတယ်။ဒါမျိုးဖန်တီးမှုကိုဘရူနိုက193ချိန်ပြုတ်လုံပေးထားခဲ့တာပါ။ချဲစီကစားမ9ပါမကတော့202ချိန်နဲ့အဆင့်1နေရာမှာရှိနေပါတယ်။ရှော်လိုဖျက်လုံမှုအများဆုံးကစားမဆင်းမှာတော့မာဆာရော်ကအဆင့်9နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ချူသားနဲ့ပြောင်းရွှေ့ရင်းနဲ့မန်ယူအသင်းထံပြောင်းရွှေ့လာခဲ့တဲ့ဘိုင်ယန်မြို့နယ်နောက်ခံလူဟောင်းဟာဒီနှစ်ဘောလုံးရာသီမှာရှော့ထိုးဖြတ်တဲ့မှု68ကြိမ်တိအောင်မြင်နိုင်ခဲ့ပါတယ်။ဒိုးချင်းလိန်ခေါက်ကျော်ဖြတ်မှုကောင်းမွန်တဲ့ဒေဗလာရီနဲ့ထိတ်တန့်ရင်ဆန်ရပြီးရှော့ထိုးဖြတ်တဲ့မှုပြုလုပ်ရမှာတော့မာဇာရီကနံပါတ်1ပါ။ဒေဗလာတန်ခဲတဲ့အနေနဲ့မာဇာရီကစုစုပေါင်း59ကြိမ်တိပြုလုပ်ထားနိုင်ပါတယ်။ဘောလုံးထိကျက်အများဆုံးကစားမဆင်းမှာတော့ဘရူနိုကအဆင့်9နေရာမှာရပ်တည်နေပါတယ်။ဘရူနိုကဒီယာသီမှာဘောလုံးထိကျက်စုစုပေါင်း 2006နေဆက်9ချိန်ထိရှိခဲ့ပါတယ်ဖိုင်နယ်တက်ဆုံးဖြစ်တဲ့ပြိုင်မဲ့ရဲ့ penalty area တွေကိုဘောလုံးဆွဲပြေးယူမှုမှာတော့ဂါနာချိုကအဆင့်6နဲ့အာမက်ကအဆင့်9နေရာတို့မှာတည်တည်ရည်ရည်နိုင်ခဲ့ကြပါတယ်ဂါနာချိုက68ချိန်နဲ့အာမက်က66ချိန်ပြုတ်လောက်ထားနိုင်ခဲ့တာပါ အဲရီယယ်ဂျူရယ်ဖြစ်တဲ့လေထဲပေါ်လုံးရှင်လုနိုင်မှုမှာတော့မကွာရကအစင်ကားနေရာမှာရှိနေပါရင်မကွာရကလေထဲပေါ်လုံးရှင်လုရမှာအောင်မြင်မှု81.9ရာခိုင်နှုန်းအထိရှိနေတာပါဒါကြောင့်ချုပ်ပြီးပြောရရင်မန်ယူအသင်းကအဆိုးအဆုံးရာသီမျိုးနဲ့အဆုံးသက်ခဲ့ရပေမဲ့မန်ယူကစားသမားတချို့ရဲ့စွမ်းဆောင်ရည်ကအကောင်းဆုံးပုံစံမှာရှိနေကြတာကိုတွေ့ရပါတယ်အဓိကအားဖြင့်ဝိုင်လန်တို့လိုသုံးစားမရတဲ့တိုက်စစ်မှုမျိုးရဲ့အော်နန်တို့လိုလိုကုသမားဖြစ်ပြီးဂွန်ဖန်တဲ့ကုသမားရဲ့ရှိနေတာကြောင့်မန်ယူအသင်းဟောင်းအခုလောက်ထိအခြေအနေဆိုးနေရတာပါဒီနေ့မှာတော့ဒီနေအောင်စလုံးကိုရတဲ့အနေနဲ့ရှင်းထုတ်ပြီးတင်းလျော်တဲ့အစားထိုးမှုတွေ ပြုလုပ်သွားဖို့လိုပါတယ်ပြည်သက်များအနေနဲ့ကရောဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုများမြင်မိကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုကွန်မန့်ကနေပြောပေးခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ